ဥရောပသမဂ္ဂရဲ့အဆင့်အားနဲ့ရုရှားရဲ့အဆင့်အားကိုတိုင်းချင်ကြည့်ရအောင်ပါဥရောပသမဂ္ဂကအခုခါယူကရိန်းမှာတက်ဖြတ်မှုအတွက်စဉ်းစားနေပြီးအဲ့ဒီလိုတက်ဖြတ်လာမယ်ဆိုရင်တော့ရုရှားနဲ့စစ်ပွဲတိုက်ရိုက်ဖြစ်နိုင်မယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးစာကေးလက်ဘရော့ကအတည်လင်းပြောလာပါတယ်ရုရှားသမ္မတပူတင်ကလည်းမိမိတို့အနေနဲ့တက်ဆုပ်ပေးဖို့ကြောင်းလုံးဝမရှိဘူးလို့ပြောထားပါတယ်ဒီလိုအချိန်မှာအမေရိကန်မပါနိုင်တော့မယ့်စစ်ပွဲမှာဘယ်လိုမျိုးဖြစ်လာနိုင်မလဲဥရောပသမဂ္ဂနဲ့ အင်္ဂလန်ရဲ့စစ်အာဏာနဲ့ရုရှားရဲ့စစ်အာဏာနှိုင်းရှင်တင်ပြလိုက်ပါတယ်။ဥရောပသမဂ္ဂရဲ့နဲ့အင်္ဂလန်ရဲ့စစ်စုပေါင်းတင်ဟာစစ်စုပေါင်း9.85တန်းရှိပါတယ်။အများတန်းတက်တယ်နဲ့အရန်တက်တယ်အားလုံးပေါင်းပါရုရှားကတော့3.82တန်းရှိပါတယ်။အများတန်းတက်တယ်နဲ့အရန်တက်တယ်အားလုံးပေါင်းပါဥရောပသမဂ္ဂနဲ့ပြည်တွင်းတို့ရဲ့စီးရီးကာလာကာကွယ်ရေး30ဟာ468.5ဘီလီယံဒေါ်လာရှိပါတယ်။နှစ်စာတိုးဖို့လည်းရှိပါတယ်။ ရုရှားရဲ့ Ukraine စစ်ပွဲကလစစ်တုံးစရာ462ဘီလီယံဒေါ်လာရှိပါတယ်။နိုင်ငံရဲ့ GDP ဒေါ်လာ1ထရီလီယံရှိပါတယ်။ဥရောပသမဂ္ဂကတော့ဥရောပသမဂ္ဂစုဖွဲ့အားလုံးရဲ့ GDP ဟာ23.8ထရီလီယံရှိပါတယ်။လက်နက်ပစ္စည်း equipment တွေအနေနဲ့ဥရောပသမဂ္ဂနဲ့ပြည်ထောင်မှာတင်ကားစီးရပေါင်း6928စီး တန်ကြကရင်9480စီတာဝေးပြစ်2400စီအမြောက်ရင်3630တာဝေးပြစ်တော့1110စင်းရှိပါတယ်ရုရှားမှာတင်ကားစီးပေါင်း14889စင်းရှိပါတယ်တန်ကြကရင်ပေါင်း3100ပေါင်းရှိတယ်တာဝေးတာလက်အမြောက်ရင်ပေါင်း9980ကျော်ရှိတယ်အမြောက်လက်ပေါင်း4600ကျော်ရှိတယ်ဒုံးကြီးပေါင်း3893လုံးရှိပါတယ်လက်တိုင်ရင်ရမှာ ဥရောပသမဂ္ဂနဲ့ဗြိတိန်ပေါင်းရင်တိုက်လေရင်စင်ရင်1333ရှိတယ်ရုရှားမှာတိုက်လေရင်စင်ရင်1600ရှိပါတယ်ရေတိုက်ရင်အရှင်တော့ဥရောပသမဂ္ဂနဲ့ဗြိတိန်မှာရှင်ကိုတင်းမော80စင်ဖရီဂိတ်133စင်ချက်တင်းမော28စင်တခြားစစ်တင်းမော39စင်မိုင်းတင်းမော180ကင်းလက်တင်းမော235စင်လေရင်တင်းမော60စင်ရှိပါတယ်ရုရှားမှာရေငိုတင်းမော60 free gate lazy ဖြတ်သိမ်းမော55စီအခြားစစ်သိမ်းမော80စီမိုင်းသိမ်းမော55စီကင်းလက်သိမ်းမော14စီလင်းနေသိမ်းမော10စီပဲရှိပါတယ်ရေတက်အင်အားကတော့တိတိတတ်တာကွာဟနေပြီတကယ်လို့တိုက်မယ်ဆိုရင်တော့မဥရောပသမဂ္ဂအနေနဲ့ရေတက်ကိုပိုအားထားပြီးတော့တိုက်ရမှုပဲများပါလိမ့်ဒါမှမလွဲပါဘူးနျူကလ িয়ার ဆွင့်ရင်ရှင်မယ်ဆိုရင်တော့ဥရောပသမဂ္ဂနဲ့ပြည်ထိတ်မှာနျူကလ িয়ার ဘုံပေါင်း950ရှိပါတယ်ရုရှားမှာဆိုရင် နျူကလ িয়ার ပုံပေါင်း9989ဘလုံးတော်မှာရှိပါတယ်1600ကအစင်းသိနေတာရှိပါတယ်ပြောရမယ်ဆိုရင်တော့စေသားပုံများပါတယ်ဥရောပတမကန်နဲ့ဗြိတိန်ရဲ့လူဝိစုပေါင်း918တန်းမှာရုရှားလူဝိကတော့145တန်းရှိပါတယ်ဒါကြောင့်ဒီလိုနှိုင်းရှင်ချက်တွေရဥရောပတမကန်အနေနဲ့လည်းရုရှားနဲ့စစ်ဖြစ်ဖို့လမ်းစဉ်ကိုရွေးချယ်ခြင်းမရဘူးလို့ဆိုပါတယ် ရုရှားသတင်းအေဂျင်စီတက်စ်ကတော့ရုရှားနိုင်ငံသားဝန်ကြီးဆာဂီလက်ဘရော့ရဲ့ပြောကြားချက်ကိုကိုကဖော်ပြလိုက်ပါတယ်။ရုရှားနိုင်ငံက EU ငွေကြေးရေးတက်တွေယူကရိန်းမှာရှိမယ်ဆိုရင်ဒါဟာနေတုတက်ဖွဲ့ပဲလို့ရှုမိမယ်ဆိုပါတယ်။စာဂီလဘရကတကယ်လို့ငွေကြေးတက်ဖို့လို့ခေါ်မဲ့တက်တယ်ဆိုရင်နှစ်ဖက်လုံးကဆွေးနွေးပြီးသဘောတူရမယ်လို့ပြောပါတယ်။နောက်ပြီးတော့သူကယူကရိန်းနဲ့မြေပေါ်မှာဒီလိုတက်တယ်ရှိနေတာကျွန်တော်တို့ကယူကရိန်းမှာနေတိုးရှိနေတာနဲ့အတူတူပဲလို့မြင်ပါတယ်။ ဒါဟာဟိုဘက်ဒီဘက်တွယ်ဝိုက်စစ်ပွဲမှုတော့ပဲတိုက်ရိုက်တရားဝင်နဲ့ဖုံးကွက်မှထားတဲ့နေတိုးနိုင်ငံရဲ့ Russian Federation ရဲ့စစ်ပွဲမှာပါဝင်မှုဖြစ်လာမှာပါလို့ပြောပါလိမ့်။ပြည်သူ့သမ္မတမက်ခရွန်က Ukraine ငြိမ်းချမ်းသဘောတူညီမှုတစ်ခုရခဲ့ပြီးရင်ရောမငြိမ်းချမ်းတပ်ဖွဲ့တွေကို Ukraine မှာချထားနိုင်ဖို့ပြောကြားခဲ့တာရှိပါတယ်။ပြည်ထောင်စု Gas Tama ကလည်းအလားတူပါပဲအပြစ်ခတ်ရစေပြီး Ukraine မှာမြေပြင်တပ်ဖွဲ့တွေထားဖို့ဆန္ဒရှိတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။